ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားကြီး channel လေးကနေစေဝင်စားပွဲတည်ရင်ဘူးမြမအကျဉ်းတောင်လောကမှာပြည်မှန်ဇလံကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချင်းခေါင်းကြောက်ရလို့လာခဲ့ပြန်ပါပြီဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့1988ခုနှစ်အရေးခင်ကာလအင်းစိန်ဘူအကျဉ်းတောင်ပေါင်းထောင်မူကြီးကိုရိတ်ကျုံခဲ့ရတော့ထိတ်လန့်ပွဲဖြစ်ရဆိုးကြီးများလို့မြည်ရတဲ့ စေဝင်စားပွဲထူးခြားဆန်းကျင်မြမအချင်းတော်လောကမှာပြည်မဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားဆင်ခံစားအားပေးကြပါအောင်ခင်ဗျာလေမှုပင်ကြီးကအလောင်းပုံကြီး1988ခုနှစ်အရေခင်ကြောင့်ကိုရေကျင်မာလေးမရေးရဲလို့မရေးခဲ့ပေမဲ့အခုတော့လူတကာရေးနေကြပြီထောင်မကြီးဦးစိန်သေးမွေဝေးကိုယ်တိုင် ရေးတာပြနေပါပြီ ဒါကသူစင်တဲ့သူလက်တွေ့ခံစားချက်တွေကိုဖောက်သေးချတာပါသူလည်းရေခင်ကာလာတွင်ပြောင်းလဲမောင်းလုံပိုင်ခွင့်မရှိဘဲနဲ့အထက်လူကြီးတွေရဲ့ချက်လက်ချင်းကိုခံရပြီးတားကောင်ဖြစ်ခဲ့ရတာပါ1988ခုနှစ်ဩဂုတ်လ10ရက်နေ့မနက်ခင်မှာပေါ့ကျွန်တော်ကအိတ်ဆောင်အမှတ်9ယူရီယာအကျဉ်းသားများအဆောင်ကအဆောင်မှုပါ တိုင်းပြည်ကအခြေအနေရမငြိမ်သက်လို့ကျွန်တော်ကအမှတ်9အိတ်ဆောင်မှုအပြင် ထောင်ပြင်ပကင်းလုံခြုံရေးတာဝန်ကိုပါယူထားရလို့အင်းစင်ထောင်ကြီးရဲ့မြောက်ဖက်အိမ်မကြီးဘန်ကောင်မှာတာဝန်ကြနေပါတယ်ကျွန်တော်ရဲ့လက်အောက်မှာတော့တက်စိတ်ကောင်းဆောင်တက်ကြက်တင်ထွင်းတဲ့တက်သား၁၀ရောက်လက်နက်ကိုစီနဲ့ရှင်နေပါတယ်အဲ့ဒီချိန်ကထောင်ထဲကလည်းအရေးပေါ်အခြေအနေကြောင့်အုတ်ချုံမှုတင်ကြထားတယ်မင်းကြီးလို့ခေါ်တဲ့ထောင်ကြီးရဲ့လည်းအဆောင်မြောက်အုတ်ချုံရင်မှုရုံမှာလည်းထောင်မကြီးဦးလာမြင့်ကကြီးကြပ်ပြီးလက်နက်ကိုင်ဝန်ထမ်းများက လက်နက်ကိုသည်တိုင်းမြောင်းဒုံမြောင်းနဲ့အစင်သည်ကျွန်တော်ကလည်းဒီနေ့မှအာလတန်နဲ့တိုက်ကြတဲ့ထွန်းကိုတက်စိတ်လွှဲခဲ့ပြီးတော့မရိတာကြလို့ရှင်လျားနေတဲ့မိုးစိမ်မွေနှက်ခမ်းမွေတွေကိုရိတ်ဖို့အတွက်မိချောင်းစပိန်အနယ်လေးကိုစီးပြီးတော့ထောင်မကြီးတဲ့ကိုဝင်ခဲ့ပါတယ်ထောင်ကြီးတဲ့မှာ လုံုံရေးထူထပ်တာကလွဲပြီးတော့အေးစေစေပါပဲထောင်ဝတကားကြီးတဲ့မှာတော့လူတော်ဆုံးနေထောင်ပိုင်ကြီးရုံးကန်းတဲ့မှာတော့လူအဝင်ထွက်များနေပါတယ် ကျွန်တော်လည်းထောင်ပိုင်းကြီးရုံးငန်းတွေကိုဝင်ပြီးတော့အပြင်အခြေအနေကို အေးဆေးကြောင်းတည်တင်ပို့ရပါတယ်ကျွန်တော်ရဲ့တောင်းဝင်းကမြန်မာသားမက အတွင်းအိတ်ဆောင်က အဆောင်မှုဆိုတော့ထောင်တွင်းကိုဝင်လိုက်ထွက်လိုက်တောင်းဝင်းထန်ဆောင်ရပါတယ်ကျွန်တော်တည်တင်ပို့ပြီးတော့ရုံးငန်းတွေကပြန်ထွက်မယ်လို့တော့ဒုတိယတောင်းဝင်းကထောင်ပိုင်းဦးလာဖေးနဲ့ဒုတိယထောင်ပိုင်းဦးတောင်းလွန်းတို့ကနောက်ကြပါသေးတယ်ထောင်မကြီးတော်ပုံကြီးစံဖက်ဖြစ်နေပြီနော် မုတ်စိမ်မွေးလေးနှခမ်းမွေးလေးရိတ်ပါအောင်မြဟုတ်ပါရဲ့ဗျာထောင်တွင်းထောင်ပြင်ပြေးလွားနေရတော့မရေအားရနဲ့အခုံးမှာဝင်ရိတ်မလို့ပါအပြင်းအခြေနေရောအေးချမ်းရလားဗျအေးပါတယ်ဒါပေမဲ့လူတွေကလမ်းထွက်တာများတယ်ဟိုနာဆူဆူဒီနာဆူဆူဒီတို့ဒီတို့တဖမ်းဖို့လုပ်နေကြတယ်ဗျအထေကရုံမဖြစ်ဖို့ထောင်နဲ့ကူးမလာဖို့ပဲလိုပါတယ်ဗျဟုတ်ကဲ့ဗျကျွန်တော်လည်းကင်းယုံပြန်ပြေးရမှာမို့အထက်ကိုခဏဝင်လိုက်ဦးမယ်ဗျ ကျွန်တော်ထောင်ပိုင်များကိုနှုတ်ဆက်အလေးပြုပြီးထောင်ထဲကိုမိချောင်းစပိန်နယ်လေးကိုစီးပြီးတော့ဝင်ခဲ့ပါတယ်။မင်းကြီးကိုရောက်တော့စပိန်ကိုအပင်အသင်ပါလာတဲ့ချောလုံးပြူလင်းနဲ့ကြီခဘတ်ကိုဖြုတ်ပြီးတော့တကြကြီးဝင်းမြင့်ကိုအပ်တယ်။ဝင်းမြင့်ငါနှစ်ဆောင်ကိုသွားပြီးအဆောင်မိုးထောင်မိုးကြီးဦးစိန်တွင်နဲ့စကားပြောရင်းနဲ့နှုတ်ခမ်းဝေးမိုးစိန်ဝေးရိတ်မလို့ကစက်တာတဲ့တယောက်တော့လှုပ်ပြီးကွာ။ဟုတ်ကဲ့ပါဆရာတနက်ယူတော့ပါလားလူရှိနေတာပေါ့ဗျ။အဆောင်ထဲမှာအန်ဒီရများတယ်မင်းယူထား။ ကျွန်တော်နှင်းဆောင်တွင်ကိုဝင်ပြီးတော့အဆောင်ဝင်းတကားနီကိုရောက်တော့ဗလအလွင်ကောင်းတဲ့ကြွေကြီးကြွေလေးလိုခေါ်တော့ထောင်ကျကျင်းသားညီနောင်ကအဆောင်ဝင်းတန်တကားကိုပြေးပြီးကင်းဆောင်နေကြပါတယ်။ဟဲ့အောင်လေတကားဖွင့်စမ်းဆိုတော့တန်တိုင်းတကားကိုချက်ချင်းဖွင့်ပေးတယ်။ကျွန်တော်တကားလေးကိုဝင်တော့စတားတွေကလည်းကတ်လိုက်လာပါတယ်။အဆောင်မှုရုံးကိုရောက်တော့ထောင်မကြီးဦးစိန်လွင်ကိုအကျဉ်းသားချုပ်သားဆေးရောက်ခန့်က သူ့ရဲ့သပွဲမှာဝိုင်းဝန်ပြီးတော့ရန်နေကြတယ်ကျွန်တော်အပေါ်ဆွင့်ရန်အတွက်နောက်ဖေးမိဖို့ကြောင့်ဘက်ကလာတော့ရုံသုံးရဲပဲများတရားမှမရှိကြနောက်ပေါက်ကမေလာကြောင့်ကိုထွက်တဲ့ခါမှာတော့ရုံသုံးရဲပဲနှစ်ယောက်ကိုနှစ်ဆောင်တိုးကျခန်းရှင်းမှာထိုင်လျက်အချုပ်သားများကဝိုင်းထားပါတယ်တိုးကျဆောင်မှာလည်းအရာလေးများတနည်းရဲစုပုံနေကြတယ်တနည်းလာနေလည်းမဟုတ်တန်းစီပြီးပုံစရာလည်းမလိုထူးခြားနေသဖြင့် ကျွန်တော်အချိန်လေးကိုရိတ်စားမိပြီးအပေါ်အမြန်ဆွင့်ကအဆောင်လေးကအမြန်ထွက်ခဲ့ပါတယ်။ဝင်းတကားကိုရောက်တော့ကျွဲကြီးကျွဲလေးတို့ကတကားကြီးကိုပြန်ပိတ်ထားပြန်နေ။ရောက်နေတကားမြန်ဖွင့်စမ်းဟုတ်စရာနှာခမ်းမွေးရိတ်မဲ့စက်တာတွေကလည်းပေးကြံခင်မှမသိကျွန်တော်မင်းကြီးကိုရောက်တော့နဲ့အဆောင်များတဝဝဆွပြီးတော့မိရှို့ကြပါတော့တယ်။ထောင်တွင်းမိကိုများကို မြင်လာတဲ့ထောင်ပြင်လူအုပ်ကြီးရဲ့အဘိဓမ္မာဒိုရေးဒိုရေးကို ြာရပါတယ်တကယ်တမ်းကအိဆောင်အမှတ်နဲ့ကစပြီးမိရှိုးတာနဲ့တခြားအဆောင်များတဆောင်ပြီးတဆောင်မိရှိုးကြခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့တာဝန်မှာပြင်ပလုံးုံရေးတာဝန်ဖြစ်တာကြောင့်တကြကြီးဝင်းမြန်ထံကိုချော်လုံးမျိုးနဲ့ကြီးကပတ်ကိုတောင်းပြီးတော့ပန်နေစမောင်းနှစ်ဆောင်မထောင်မကြီးဦးစင်လွင်ကတော့တော့ပါပြည့်ထွက်လာပါတယ်သူကခဲမြန်နဲ့ဝိုင်းပြီးတော့ပေါကြသဖြင့်သူ့နဲ့ချွေးမြောင်းဆူရွှဲနေတယ်သူကကျွန်တော်ကိုမြင်တာနဲ့ကိုသိန်းဝင် ခင်ဗျာကျွန်တော်ကိုတတိမပေးဘူးဗျာကျွန်တော်ကိုရုံကရေဘက်တွေကအကူကြီးလို့ထွက်လာတာခင်ဗျာကိုလည်းမုတ်ဆိတ်ရရင်တင်းနှုံးသားထောက်ပြီးပြန်မေးဆွဲမလို့တဲ့အာကျွန်တော်လည်းအချိန်မှန်လို့မုတ်ဆိတ်မရဖိနဲ့လစ်လာခဲ့တာခင်ဗျာကိုတော့ပြောချင်မရဘူးဗျာအဲ့ဒီချိန်မှာရကြနှစ်ကြောင့်ခင်းနဲ့ပြန်လန်ပေါက်ကြရင်တနတ်တံများကြာလာရပါတယ်ပြစ်မိတ်ပေးပါပြီကျွန်တော်လည်းတာဝန်ကြရအမြင်ကင်းကိုအမြင်ရောက်ရတဲ့အတွက် 7000ဒေါ်လာခဲ့ရ။ဝင်းနကမကြီးတွင်အပြင်ဘက်မှဒုတိယတာဝန်ခံထောင်ပိုင်ဦးလောင်ဝင်းကို တွေ့ရပါတယ်။ထောင်ပိုင်ကြီးဦးစိန်ထေးကိုတော့မမြင်တွေ့ရပါ။ဆရာဦးလောင်ဖေးကိုနှုတ်ဆက်သတင်းပို့ပြီးကျွန်တော်ရဲ့တာဝန်အပြင်လုံခြုံရေးဖြစ်တာကြောင့်စပိန်ကိုအတကုံနင်းပြီးတော့အိမ်မကြီးဘန်ကာကို အမြန်သွားတယ်။ထောင်ထဲမှာပေါ်လို့ရနေတော့လေထောင်ပြင်စီးရုံမှာဒိုးရေးအော်ဒါမှပါဝင်မလာကြသေးပါဘူး။ ျွန်တော်ရဲ့ဒေါက်တာမြောက်ကိုချက်ချင်းလက်နဲ့အစင်းသင့်တဲ့နေရာယူခံလိုက်ရတယ်။မကြလိုက်ပါကျွန်တော်ထင်တယ်လို့ထုံနေကောင်မိတော်ကြီးများတက်လာပြီးတဏ္ဍပြည်သက်များစုညံနေစဉ်မှာကောင်းမှာအနိစာများပတ်စည်းထားတဲ့သူများဦးဆောင်လျက်လူအုပ်ကြီးကထုံချံတွင်းကိုဝင်လာကြပါတယ်ကျွန်တော်ကကဲဝင်နှမ်းများငါတို့နဲ့ဂိုက်တရားတွင်းဝင်လာတာနဲ့ငါကစပြီးတော့ပြစ်မယ်ခေါမော်ကိုကြော်ပြီးပြစ်ရမှာနော်၆လမ်းရုံပဲ လူကမှအောင်မပြည့်အောင်ကြားကြလားဟုတ်ကြားပါလေဆရာတကယ်လဲအုပ်စုကောင်းသဖြင့်ဒိုရီလိုဩပင်လူစုလူဝင်းနဲ့ဝင်လာကြသဖြင့်ကျွန်တော်ကပြင်ရစင်တဲ့အဲ့လို၆လံပြီးတော့အော်ပါတယ်ဝင်းနှမ်းများကဒူးထောက်ပြီးအသင်ချိန်ထားကြတယ်ဂိုက်တရားဆွေတွင်ကိုဝင်လာတဲ့နေ့ကျွန်တော်ကအရင်တစ်ချက်ဖောက်ပြီးတော့တနတ်တန်စူညံသွားသလိုပြေးလိုက်ကြသည်မလဲတိရောက်ပါမရှိတော့အရေးခင်ကာလာတွင်ကျွန်တော်ပြစ်ခဲ့သောတစ်ချက်သေးသော တက်နေတဲ့ဖြစ်ပါလိမ့်။ဒီဘက်မှာကငိမ့်သွားတဲ့ဖြင့်ကျွန်တော်တို့ပက်ကင်းလက်ချာရပြန်နေ။ထောင်နောက်ဝင်းတကောင်းရွာမနောက်ရက်ကွက်နဲ့ထောင်ရဲ့အရှိဘက်ဝင်းမင်းတကောင်းမကြီးဘက်မှာသာလူရည်လူချိအော်တန်များကြားတော့လေ၆ကန်နေပါလိမ့်။အင်းစိန်ဈေးဘက်ထွက်ပေါက်စစ်စစ်ကိတ်ကိုစစ်တော့မိတော်သွားခဲ့ပါပြီ။လုံချွေရင်းများချထားတယ်။ထောင်ထဲဘက်ကတော့တနတ်တံများမဆဲသေးပါ။တတိတိနဲ့ပြေခန့်နေတော့မှ မိဂိုများတက်လာသည်ဖြင့်အိတ်ဆောင်များမိရှုခံရကြောင်းသိလျရပြီနေ့လယ်သာညသောပေနေမမသည်အိမ်ပြန်ဆောင်းရန်လည်းအချိန်မရတကူကောင်းဆံရလည်းကြာပြီမေဒါကြောင့်ရေတောင်နေရတယ်ညဘက်ကိုရောက်တော့ထောင်မှန်ကြီးရဲ့အမိန့်နဲ့ကာရစီကျွန်တော်တို့ထံကို ရောက်လာပါတယ်တမင်းတို့လာဝေးတဲ့ထင်းနဲ့ဝန်သားနေပြီစဉ်ကာနမနဲ့နောက်ကပရင်ကိုင်းတနတ်သမားများဆင်းလာပြီးအင်အားလာပြေးကြောင်းတည်တင်ပေါ်တယ်အဲ့ဒီညက တနာရီတစ်ကြိမ်ထောင်မကြီးကိုကင်းပိုင်ရင်တဲ့ဖိုက်စာလွင်သည်ဖြင့်အိမ်မကြီးဝန်ထမ်းလိုက်မှထမင်းတောင်းပြီးတော့စားတော်မပါထမင်းတစ်စုပ်စီနေညာပေါင်းပြီးတော့အစာပြေစားပါရင်ညကိုရောက်တော့ထောင်ပိုင်ကြီးခေါ်ရဆိုလို့ကျွန်တော်တို့တကြကြီးဦးတင်ထွင်ကိုတာဝန်လွှဲပြောင်းပေးပြီးတော့တီးတန့်ထောင်ကိုပြေကြရပြန်နေတီးတန့်ထောင်ရှိကိုရေကားအပြာကြီးများတန်းစီပြီးတော့ရပ်ထားပါရင်အချုပ်သားများကိုမစင်ခိုင်းသေးရေစာလဲလို့အော်ရင် မိသက်ပိုင်နဲ့မိသက်ကားကဖြန်းပေးတယ်အလူရဲ့တောက်ကြပြီးတော့ကျွန်တော်ရောက်ရှိကြအောင်ထောင်ပိုင်းကြီးကိုတရင်ပို့ပြီးအချုပ်သားသမီးဖြစ်ကြလို့ကျွန်တော်ကိုခေါ်ကြအောင်အချုပ်ထောင်မကြီးဦးစိန်လွန်မောင်ကဲမှန်လို့ဖြာနန္ဒီသားကြောင်းအစားခေါ်ကြအောင်ပြောပြသွားတယ်ချုပ်ဝရမ်းမပါတဲ့ဖြင့်ရဲကပေါ်မှာအချုပ်သားများကိုမချနိုင်သေးကြောင်းလည်းသိရတယ်မကြလိုက်ပါအမိန်ရောက်လာပြီးတော့ချုပ်ဝရမ်းမပါတော့လေလက်ခံရတယ်အချုပ်ကားကြီးကိုဖွင့်ပြီးတော့ဆင်းခိုင်းတော့ တော်တော်နဲ့မစင်နိုင်ကြမနက်ကလေးကအင်းရကန်ဆောင်မှာတနေကိုရိုက်နဲ့ဖန်ထားပြီးလူမမြင်စရန်အတွက်ညဘက်ရောက်တော့မှပို့တဲ့ဖြင့်ထမင်းငတ်ရေငတ်ဒဏ်ရနဲ့လဲနေကြပါပြီ မနေ့တွဲခေါ်ပြီးတော့အောက်ချပြီးထောင်ထဲကိုတွင်ရတယ်တချို့မှာအသက်တောင်ပေါမလာတော့တောင့်တင်းနေကြပြီဒီတန်းထောင်ရဲ့လက်ရဘဲတဲ့ကလဲမိုးပင်ကြီးရဲ့ပင်ကြီးမောင်စုပုံထားတဲ့ခါမှာတော့စွတ်စွတ်ပေါင်း 42လောင်ရှိပါတယ်။ထောင်ထဲကိုသွင်းပြီးတော့ထားစရာကအမိုးကမရှိ အမိုးကရှိတဲ့အဆောင်များမှလည်းလူများကပြည့်ကျနေပြီ။နှစ်ထပ်ဆောင်တင်းနဲ့နှစ်မှလည်းလူကအပြည့်ရှံ။စေယုံဆောင်မှလည်းအပြည့်။ဒါကြောင့်ကျမ်းမာသူများကို ဝန်ထမ်းများကဝိုင်းထားပြီးကမ္ဘာကြီးဘောကမိမောင်ကြီးကိုထုတ်ပြီးတော့အဆောင်များရဲ့လည်းကွက်လက်မှာထိုင်ခိုင်ထားပါတယ်။ကျောင်းသားတွေလည်းပါတယ်ဝန်ထမ်းလည်းပါတယ်မကြမီ လွတ်မဲ့ရောက်လာပြန်နေမတင်ငါသူကိုခြံထားပြီးကိုပိုင်ခံဝင်ချက်နဲ့လိမ့်စာများကိုယူပြီးတော့လွတ်ပါတဲ့ကျွန်တော်တို့နဲ့လောက်ဝကများဝန်ထမ်းများအလုရှုပ်ကြရပြန်နေမိုးတွင်ကြီးအရိညာကမုံမယောသဖြင့်တော်ပါသေးတယ်ကိစ္စများပြီးတော့ထောင်းကအလောင်းများကိုလက်မခံပြန်ပါစေစားမရှိ ချုပ်ဝရမ်းမပေါဘယ်လိုလက်ခံရမလဲအဲ့ဒီကိစ္စကိုလည်းအထမိတ်ရလက်ခံရပြန်နေ ကာဂျီဒီစီနဲ့တဲသွားပြီးခေါ်လာတဲ့ဆရာဝန်များကယောဂတက်ပြီးတော့တက်ပေါ်ဒီထုတ်ပေးပါတယ်။တခုပြောရန်ကြံသွားပါတယ်။ပါတီဥက္ကရာကြီးကြီးညာတာက42လောင်းဖြစ်တယ်။ကျွန်တော်က42လောင်းဆိုပြီးတော့ရေခဲ့ပါတယ်။ကျွန်တော်နဲ့စေယုံထောင်းဆရာဝန်ဦးထွန်းလွင်တို့စစ်စစ်ပြီးဆွဲထုတ်တဲ့ပြင်ခြေကျိုးလက်ကျိုးလူနာတို့ကိုအသက်ကယ်လိုက်နိုင်တဲ့ပြင်42လောင်းဖြစ်သွားခြင်းဖြစ်ပါတယ်။ထူးခြားစံကြေတာကတော့နောက်တည့်ရမနက်ပိုင်းစိမ့်စိုးနေရမှာ လက်မှုပင်ကြီးအလိုလိုတည်သွားခြင်းပဲဖြစ်ပါတယ်။ဘိုးတွင်ကြီးလက်မှုပင်ကြီးတည်ဆုံးရန်အကြောင်းမရှိ အလောင်း၄၀တလောင်းကိုတော့လက်မှုပင်ကြီးရင်မှပုံထားကြတယ်လေ။အဲ့ညာကလုံချုံရေးရောက်ကျွန်တော်တို့မအေးရပါလူနာများအတော်ကိုများသဖြင့်ထောင်ဆရာဝန်များနဲ့စီကူနေရတယ်။ထောင်ပိုင်ကြီးဦးစိန်ထေကတော့ထောင်တွင်အဆောင်ခန်းလွန်မောင်းခိတ္တမိနေကြောင်းဤရပါတယ်။နောက်နေ့မှာ ကျွန်တော်ကထောင်မဘူဒကကြီးကိုပြောင်းပြီးတော့တာဝန်ထမ်းဆောင်ရပြန်နေကိုပိုင်ခံဝင်တဲ့ချုပ်သားများကို၎င်းစနေအောင်ထောင်ကြသူများကို၎င်းလူငင်းချမ်းသာဝင်တဲ့လွှတ်ရန်တို့ပြင်ဆင်ရတယ်အချုပ်သားများအတွက်အချုပ်ရုံးမှာမဘုံနေစာအုပ်ကြီးများမိလောင်ခံရလို့မရှိတော့ထောင်ကြရုံးကတော့ထောင်ဘူးကနောက်မှရှိသဖြင့်မိရှုမခံရလို့ကြံနေပါသေးတယ်ထောင်ကြရုံးထောင်ဘူးကဦးမြင့်စိန် အချုံယုံထောင်မှုကဦးစင်လွင်တရုတ်စီစစ်ပြီးလွတ်သည်မြဘူဒကကြီးမောင်ကျွန်တော်နဲ့တကားတော်ဝင်ခံထောင်မှုကြီးဦးကျော်စိန်က စစ်ဆေးပြီးတော့လွတ်ပေးရပါတယ်မတင်ငါသူများကိုတော့တည်တံထောင်ကိုကားနဲ့ပို့ပြီးတညအိတ်စစ်ဆေးခံရတယ်ဘူဒကကြီးရဲ့လက်ရပတ်ညှဉ်မှုဦးစင်ဝင်ရဲ့အခန်းမှာညှဉ်ကြုတ်အသေးအဟောင်းနဲ့ထောင်မှကြီးမြောင်းစူဝေနေကြတယ်ကျွန်တော်သိပါတယ်မှလွန်မီရင်တရားခံဖြစ်ကျွန်တော်တို့ကို အရေးယူတော်မှာဖြစ်တယ်။တက္ကသိုလ်ဘုရားဥကျော်စိန်ကစစ်တပ်ကပြောင်းလာသူဖြစ်တာကြောင့်ထောင်ပေါင်းမဝါသေး။ဒါကြောင့်ကျွန်တော်ကလူဟောင်းပြီးပြီးဥဆောင်ပြီးတော့စစ်စီရပါတယ်။အရေးခင်တွင်နာမည်ကောင်းရမှာတော့မဟုတ်ပါ။မှလို့ရင်ခံရမှာဖြစ်တယ်။တရားခံရှာခြင်းလည်းဖြစ်ပါတယ်။ကျွန်တော်ကလည်းနာမည်ကြီးအချုပ်သားများကိုမှတ်မိသိရှိထားတယ်။ဘယ်လိုပုံစံပြောင်းလာပါသေးမလို့စီရ။မြောက်ကလာဘက်က ကောင်းပြတ်ကောင်းဆောင်ဆိုသူမှမင်းသားကြီးလို့ခေါ်တဲ့ရောင်ကြီးဝင်ဖြစ်ပါတယ်။ထွက်လာပြီးတန်းစီတော့မောင်မောင်တင်းနဲ့အမှုကခိုးမှုတဲ့ရောင်ကြီးဝင်ကိုရိုက်ပြီးကတုံးနဲ့အုတ်ထုတ်ဆောင်လာခြင်းဖြစ်ပါတယ်။အလွန့်ကိုအရေးကြီးတဲ့တရားခံဖြစ်တယ်။ကျွန်တော်တကားထောင်မှုကြီးဦးကျော်စင်ကိုလက်ကုပ်ပြီးရောင်ကြီးဝင်ကိုဖမ်းခေါ်ပြီးတော့ညွှန်မှုရုံးကန်းနဲ့ကိုတွင်ခဲ့တယ်။ဘာကိစ္စလဲထောင်မှုကြီး။ညွှန်ချုပ်အစ်ကမေးတယ်။ဒီတရားခံကမြောက်ကလာဘက်မှာခေါင်းဖြတ်တတ်တဲ့ နမကြီးတရားခံရောင်ကြီးဝေပါလွတ်လူတဲ့ရောလိုက်လာလို့တင်ပြတာပါသူကအချုပ်လာထောင်းကြလာအချုပ်ပါအမှုပေါင်း၁၄မှုရှိပါတယ်မင်းတို့ကွာအချုပ်မှန်သမျှလွတ်စေဆိုတော့ဘယ်နှမှုရှိကြီးလွတ်လိုက်ပေါ့ကွာတကယ်တည်းအတော့ကိုနားဝေးတဲ့ကောင်တွေကွာဟုတ်ကဲ့ညွန့်ချုပ်ကလွတ်ဆိုရင်လွတ်ပါမယ်ကျွန်တော်ကတမင်သက်သက်တတ်တေကံအထောက်ထားနဲ့လွတ်ခြင်းဖြစ်ပါတယ်ကျွန်တော်မှတာဝန်မရှိတော့ နောက်တစ်ယောက်က DO မြင်သိန်း KNDO အဖွဲ့ခေါင်းဆောင်သူကိုဖမ်းဆီးခြင်းကတက်မတော်ဘက်ကအတော့ကိုကြားခဲ့ပါတယ်ခက်ခက်ခဲခဲဖမ်းဆီးခဲ့ရခြင်းဖြစ်တယ်မြင်သိန်းထွက်လာပြန်တော့ကျွန်တော်ကတကားကြီးရဲ့တာဝန်ခံထောင်မကြီးဦးကျော်စိန်ကိုလက်ကုပ်ပြီးတော့ညွှန်ပြပြန်တဲ့အခါမှာတော့ဦးကျော်စိန်ကဟောဗျာဆရာသိန်းဝင်ဒီတစ်ခါအစဲခံရလိမ့်မယ်ကျွန်တော်မလိုက်ရတော့ဘူးဗျမလိုက်ချင်နေလေပြဿနာဖြစ်လာရင်ခင်ဗျားအလောက်ပြုံယုံနေမှာကဘူးထောင်မှာကြလိမ့်မယ် တရားမြင်တဲ့ကြောင့်လည်းခမရသိရသားနဲ့ဗျာအဲဒီခါကျမှသဘောပေါက်ပြီးတော့အေးပါဗျာလိုက်ခဲ့ပါမယ်ကျွန်တော်ထင်တဲ့အတိုင်းပဲတရားမြင်တဲ့ကိုဆွဲခေါ်ပြီးညှို့မှုရခန်းထဲကိုရောက်တာနဲ့လာပြန်ပြီလားဒီလူတွေသူကဘာတော့ကန်ဒီယိုမြင်သိလို့ခေါ်ပါတယ်နာမည်ကြီးပါသူကဖန်တုံးကတမတော်ဘက်ကအကြဆုံးအလွန့်ကိုများခဲ့ပါတယ်သူကထောင်ဘလောက်ကြာတော့အချုပ်တရားရင်ဆိုင်စေ လူနာမှုပေါင်းများစွာနဲ့စစ်စစ်တဲ့အချုပ်တရခံမှာခင်များတို့အဲ့ဒါကြောင့်ပြောနေရတာအကျုံမှန်သမျှလွတ်လို့မိန်ပေးပြီးပြဲဗျ။ဘာထွန်းတက်ပြီးလာရှုံနေတာတော့သွားခေါ်သွား။နောက်ခေါ်မလာနဲ့တော့အလကားလူတွေ။ဦးကျော်စိန်ကတော့မျက်နှာပြနေရှာပါတယ်။ကျွန်တော်ကတော့ပန်းနဲ့ပေါ့တလို့ဂုံယူပြီးတော့ဝင်ဝင်ကြွားကြွားဖြစ်လာသမျှဟောင်းကျွန်တော်နဲ့လာလာမှမဆိုင်။လူကြီးအစ်တင်များရဲ့တာဝန်တော်ဖြစ်တဲ့ တတိမြအစုံလင်းရှိတဲ့ထိုနေ့ကည9နာရီလွတ်တဲ့မတင်ကားသူမြတည်တံထောင်ကိုကားနဲ့ပို့ပြီးတော့ထပ်မံဆစ်ဆေးပါတယ်။ဒါကြောင့်လေစနေထက်အနည်း20ထောင်ကျသူမြကိုပြန်လည်ဖန်ဆင်းမိတယ်။ထောင်မဖောက်စေရန်ကိုတိုင်းခံဝင်တဲ့လွတ်ပေးခြင်းဖြစ်တာကြောင့်လူတထောင်ကြော်ခန့်ကိုတရက်ထက်နဲ့ဆစ်ဆေးပြီးတော့မလွတ်နိုင်။အချုံများကတော့ကုန်တလောက်ရှိပါပြီ။ထောင်ကျမြကြံနေသေးတယ်။ထောင်ဝန်ထမ်းများကဒုတိယနေ့မှာ ထောင်ကိုပြန်လည်သိမ့်ပိုက်ပြီးမင်းကြီးမှာတက်ဆွဲထားပါတယ်။သို့တော့ကျိုးသမားများနဲ့စုပူသူခေါင်းဆောင်များကကျိုးတိုက်ကိုသိမ့်ပိုက်ပြီးသူတို့ပိုင်းနဲ့နေမြေလုပ်ပြီးတော့အမျိုးမျိုးအခွင့်အရေးများတောင်းဆိုနေတယ်။ထောင်ဘက်ကလည်းလျှက်စင်မီပြက်ရေးပြက်သွားသဖြင့်မိသက်ဌာနမှရေးသေးကားကြီးများနဲ့ပို့ပေးနေရပါတယ်။ပြစ်ခတ်မိရှို့ခြင်းတော့မရှိတော့နှစ်ဖက်ဘေးယူညှိနှိုင်းနေတယ်ဖြစ်ပါတယ်။နှစ်ဖက်ညှိနှိုင်းဆက်သွယ်ရေးအရာရှိကကျွန်တော်ရဲ့တပည့်တခိုးမြင့်သိသူက ကျိုးတိုင်းနဲ့မိန်းကြီးကိုကုတန်သွာလာနေတယ်။ရခင်ကလေးကလူချစ်လူခင်များတဲ့အကျဉ်းသားဖြစ်တာကြောင့်နှစ်ဖက်ချောင်းဆက်သွယ်ပေးနေသူဖြစ်ပါလိမ့်။အိတ်ဆောင်ကြီး၅ဆောင်နဲ့အမတ်တိအိတ်ဆောင်သားအနေငယ်ပြည့်စည်ပြီးကြံရှိနေတယ်။ကျန်တဲ့အမတ်နဲ့အမတ်တို့အမတ်လေးအမတ်ငါအင်္ဂလိပ်ခေတ်ကလေးကစောက်ခဲ့တော့အိတ်ဆောင်နေနေရဲရဲကြီးများမိလောင်ပြီးတော့ပြိုပြက်ကုန်ပြီဖြစ်ပါလိမ့်။ရင်းနိုင်ဝနေတော့ထောင်စေးယုံအစောဦးတစ်သားထောင်ကြီးနှစ်ထပ်ဆောင်ကြီးကတော့ မိမလောင်ပဲကြံခဲ့ပါတယ်။ထောင်စေးရုံနဲ့မှဇေဝါမျိုးစုံနဲ့အသုံးဆောင်ပစ္စည်းများကတော့မရှိတော့ထောင်သားများခိုးလို့ကုန်ပြီဖြစ်ပါတယ်။သူတို့ဘာလုပ်ကြပါသလဲ။ထောင်စေးရုံမှမှုရမြောင်ဘိန်းပစ္စည်းများကိုခိုးယူပြီးထောင်ရဲ့နောက်ဘက်အလုပ်ဘဝင်ဂိုးတောင်များကိုဖောက်တယ်။ကြီးခွေမြက်ခွေယူတယ်။အစုလိုက်ပျော်ဝဲစားထွက်တယ်လို့နေရာယူတယ်။အလုပ်ဘဝင်တွင်မှမွေးမြူထားတဲ့မွေးမြူရေးဝဲများကိုတက်ပြီးအမြင့်ရိတ်ခါလှုပ်ပြီးတော့ဘိန်းပစ္စည်းနဲ့ ပွဲတော်တင်ကြပါရယ်စေလွန်ပြီးတည်ဆုံတဲ့အကျဉ်းသားများနဲ့ဝတ်သိမ်းများကပုတ်ပွားနန်းစောနေတယ်ဘိန်းသမားဆိုဒီမှာဟာဒီအနတ်တများကိုကယုံမဆိုင်တရေတစီလည်းမကြောက်စေလွန်ပြီးတည်ဆုံကြတော့ကိုလေအလေးမမှုသုံးရခန့်အကျဉ်းတော်ကိုအကျဉ်းသားများကသိပိုက်စင်တွင်ထွက်ပြေးရန်လည်းမကြိုးစားဘိန်းပြက်စင်းများနဲ့ပြောပြောကြီးစီစဉ်ခံရင်းနဲ့အသက်ကိုဆွံ့ကြတယ်အာက လူမိုက်ကြီးများပဲဖြစ်ပါတယ်။တုံးရကျော်တော့မှ ဝန်ထမ်းများကထောင်ကိုပြန်သိမ်းပြီးရှင်းလင်းရေးလိုအပ်တယ်။အလောင်းများနဲ့ပစ္စည်းများကတပုံတပင်။ကျိုးတိုက်ခန်းကလက်နက်မချသေးပါ။ကျိုးသမားခေါင်းဆောင်များနဲ့ညှိနှိုင်းနေသေးဖြစ်ပါတယ်။ရိတ်ခါနဲ့ဘေးတက်ကားများနဲ့ရေပီနေရသေး။ကျွန်တော်တို့ဘွဲ့မင်းကြီးနေမှာရှိတဲ့ဖိုးဝိုင်းကြီးတွင်မှာတက်ဆွဲရတယ်။အပုံနဲ့မျိုးမျိုးကြောင့်နှစ်ရက်သုံးရက်အေးပြက်ခဲ့တော့လေအိမ်မပြောခဲ့ပါ။လျှက်စင်မိကလည်းပြန်နေပါလိမ့်။မိမအိမ်ဟာရီကိန်းလေးများနဲ့နေရတယ်။ လူမရှိတော့သောမိလောင်ထားတဲ့အိတ်ဆောင်ကြီးများကညာမောင်နေမောင်ကိုယိုကယောင်တရက်တစိမြူးနေသောပုံတရံဖိုးဝန်းကြီးရဲ့ခေါနိုင်ပေါ်မှာငှက်စိုးလိုခေါ်တဲ့လင်းကောင်ဘိုးငမြကတကယ်ကအောင်မြင်ရင်းနဲ့မြူတူနေပါတယ်တရက်တစိသားတကယ်ရှိမယ်ဆိုရင်တော့အစိမ့်တင်များဖြစ်ကြတာကြောင့်တကယ်ကိုခြောက်လန့်ပေးလိမ့်မယ်အခုတော့လင်းကောင်ဘိုးငမြချီလာတဲ့ဘာဒန်ဒီမလကာဒီတရက်ဒီများတော့ဖိုးဝန်းခေါ်မှုပေါ်ကို တုံတုံကြပြီးတော့6လန့်နေသလိုဖြစ်နေပါတယ်ကျွန်တော်တို့မအေးကြပါစဖယင်းစကားစုဝေးပြောပြီးရင်းနှီးချမ်းတောင်းရင်နဲ့အချိန်ကိုကုန်စေရတယ်ကောင်းစွာမအေးရမစားရသည်မှလည်းကြာပါပြီမနက်6နာရီမှာကျွန်တော်တို့ဖွဲ့တောင်းဝင်ပြီးဆုံးသဖြင့်နေဖွဲ့ကိုဆောင်းရင် တပည့်များစီစဉ်ပြီးတော့လုံဒီထမင်းကျော်ပူပူလေးနဲ့ကလဲပဲပြုတ်ကိုစားရတယ်အလွင့်ကိုအရသာရှိပါတယ်မနက်9နာရီခန့်နေဆိုင်ဝင်တော့ ကျွန်တော်တို့ဖွယ်နာရတယ်။ယနေ့ညမအေးရဒီမောင်း၃ရက်မြောက်ဖြစ်ပြီးတော့အတို့ချပြီးအိတ်လိုက်မယ်။ဘိုက်ကလည်းပြေးပြီ။သို့တော့ဘိုးဘွားတကားကြီးရဲ့အထက်ကိုရောက်တာနဲ့အမိန့်ကဆောင်နေပါတယ်။ကျွန်တော်နဲ့ထောင်မှုမြင့်ဆွေတို့အရေးပေါ်အချုပ်သားလေးရကိုဗာယာဝတီထောင်ကိုမိရထားနဲ့ယနေ့မနက်၉နာရီမှာပို့ရမယ်တဲ့။အိမ်ကိုမြန်မြန်ရေချိုးပြီးအဝတ်စားသစ်လေးရတယ်။ထမင်းကတော့မစားတော့ဖျားဝိတ်ပြုတ်ပြီး လိုအပ်တဲ့ပစ္စည်းများကိုယူပြီးတော့ထွက်လာခဲ့တယ်။အထူးယထာကအင်းစင်ယောမဗုဒ္ဓအနိမရှိတဲ့အကျဉ်းဥသိဌာနရုပ်ကြုံရဲ့ရှိမှာတွဲထိုးထားပြီးတော့အချုပ်သားများကိုတင်နေပါတယ်။အင်းရကံပေါင်းယောမနာမည်ကြီးကတော့လုံထင်းအုတ်ထုံးနီများကအဆောင်လျှောက်တာဝန်ကျွန်တော်တို့နှုတ်ကအချုပ်ဝရမ်းများကိုထင်ပြီးတရားဝတိထောင်ပေါင်းအယုံတော့လုံကြုံရေးတာဝန်မရှိပါကျွန်တော်တို့လူ၄ယောက်စစ်စစ်ပြီးတော့မနက်9:00တိတိမှာယထာကြီးထွက်ခဲ့ပါတယ်။ လုံတိန်ရဲအုပ်ကနောက်ဆုံးတွဲမှာစီးတယ်ကျွန်တော်ကရှေးတုံးကောင်းတွဲမှာရထောင်းမောင်းသူနဲ့အတူစီးပါတယ်ရထောင်းမောင်းသူကသူ့ရဲ့နေမှာတလုံးကြိုင်လေးချတာပြီးလက်ဖက်ရည်ကျိုးတောင်းရင်းနဲ့ရထားကိုပြေးပြေးမှန်မှန်မောင်းပါတယ်အရေးခင်ကာလဖြစ်တာကြောင့်ရထားများမထွက်မော်တော်ကားများလည်းရှင်နေပါတယ်တန်တန်းပေါ်မှာတစ်တုံများကြောက်ခဲတုံများတင်ထားသဖြင့်ရထားရက်ပြီးဆင့်ဆင့်ဖျားသေးတယ်ရန်ကုန်တာယာဝတီမိုင်80ခီးကိုတပြေးပြေးမောင်းခဲ့အောင် ညနေဆုံးမှဘာယာဝတီဘုရားကိုရောက်ပါတယ်။ဘာယာဝတီထောင်းကကားများနဲ့စောင့်နေသဖြင့်အဆင်ပြေတယ်။အဆင်မပြေတာကကျွန်တော်တို့ဆရာတစ်ပည့်မအေးရသည်မှာလုံညာရှိပြီးအစတော်ကမှမှန်။ဒီနေ့လေနေ့လယ်စာမစားရသေး။ဘာယာဝတီထောင်းမှစီစဉ်ပေးမယ်လို့တော့ပြောတယ်။ယတနာတစ်ခုက အချုပ်သားများယထာဘောကချရမှာယထာထဲမှာလူတူဦးတည်ဆုံနေခြင်းဖြစ်ပါတယ်။ဘာယာဝတီထောင်းပိုင်းဥပ္ပိုလ်ကြီးနဲ့ကျွန်တော်အခြေတင်စကားပြောရတော့တယ်။ လုံတိန်ဖွဲ့ကလည်းထွက်ပြေးခြင်းမဟုတ်တာကြောင့်သူတို့နဲ့မဆိုင်ဘူးလို့ညင်းနေ။ဒါကြောင့်အဋ္ဌိချုပ်သားကိုတာယာဝတီစေယုံကြီးမှာအနံပြီးအဖြေရှာရန်အတွက်ဆုံးဖြတ်ရပါတယ်။ကျွန်တော်တို့အဖြေဆောင်ရင်းနဲ့တာယာဝတီထောင်အေးအေးတမောင်းအတိုးချပြီးအိတ်ကြတယ်။ညတကောင်၁၂နာရီတိတိမောင်းဘိုက်ထဲကအစာမရှိတဲ့ဖြင့်တကွေကွေနဲ့ထပြီးတော့အော်တဲ့ဖြင့်အိယာကနိုးပါတယ်။ရေထတော့ရတယ်။ကျွန်တော်ရဲ့တပည့်မြင့်ဆွေလေးနိုးလာပြီးတော့ဆရာရဲ့ ိုက်စားတယ်ဗျာနေ့လည်စားလည်းမစားတော့ပို့ဆိုးတယ်ထမင်းလည်းမရောက်သေးဘူးဗျအေးအသားနေစားငါထောင်ရှိသွားပြီးတော့ပွဲကြမ်းမယ်ကွာကျွန်တော်ခြုံလုံးမျိုးကန်ပြီးတော့ထောင်ဘူးဝရှိကိုသွားပြီးတော့အိုဟေးယာတကားကြီးတွင်မှဒုတိယထောင်ပိုင်းဟိုတင်မောင်းလွင်ထွက်လာပြီးတော့ကျွန်တော်တို့ကိုဖြောင်းပြလို့သူစားရန်ချန်ထားသောထမင်းကိုကြောပြီးတော့သုံးယောက်မျှစားကြရပါတယ်အဲ့ချိန်ကျတော့မှထောင်ရိတ်ခါဌာနကပြာမြောင်အယံမြောင်စားစရာများယူဆောင်ပြီးရောက်လာကြတယ် ကျွန်တော်တို့မစားတော့ပါတပိတ်မှောက်လိုက်ကြတယ်အစားနေငယ်ဝင်တော့မှ ရေဝါတော့ပြီးအရေးသားမှပြန်ပြီးတော့အိတ်ကြပါတယ်မနေ့9နာရီထိုးနိုးတော့ဧကန်စက်ဝဲပေါ်မှာမွေး90ဝဲနဲ့ပြင်ထားပါတယ်ဘာယာဝတီထောင်ကချော့တာလားပညာပေးတာလားတော့မသိကျွန်တော်တို့ဆရာတပွဲငါးပွဲစီအဝါစားပြစ်လိုက်ကြတယ်စားပြီးတော့ပြန်ခီကိုဆွေးနွေးကြတဲ့အေခရရှိမှကာယတန်ကြရပြီးဒုတိယထောင်ပိုင်းဥဒိမောင်လွင်ဆင်လာပါတယ် ဦးသိန်းဝင်းတို့လာကြပြီခေါက်ရိုက်သွားရအောင်ဦးတင်မောင်လည်းအရေးခင်ကာလာကြည့်လေဗျာဒီမျိုးမှာအေးချမ်းပါတယ်ဘာမှဖြစ်ပါဘူးလာကြပါကျွန်တော်ခေါက်ရိုက်တွေလည်းအသင့်ယူလာတယ်ဗျာအပြန်ကောက်ကိစ္စစီစဉ်ပေးဦးလေဗျာကျွန်တော်စုံစမ်းပြီးပြီဒီနေ့ဘာကားမှမထွက်ဘူးမနက်ပြန်မနက်မှထွက်မှာဘိုးကင်လှုပ်ပြီးပါပြီအေးဒါအနားယူပါဗျာဟိုကိစ္စကရောနှလုံးရောဂါနဲ့ဆုံးတာတဲ့ဓာတ်ပေါ်ရရပြီခင်ဗျားတို့နဲ့မဆိုင်ပါဘူးဗျာ အဲ့ဒီနေ့ကတာယာဝတီကောက်ကွင်းမှာခေါက်ရက်ပြီးနေ့တည်းသားကို30မြို့မှာစားပါတယ်အရေးခင်ကာလအတွင်းစီစဉ်ခံရခြင်းဖြစ်တယ်အဲ့ဒီနေ့ကတာယာဝတီအရေးတာမှာပဲအနာယူကြပါတယ်နောက်တည့်ရက်မနက်9နာရီခန့်မှာကိုတမောလင်းကကားကြီးနဲ့ရောက်လာပြန်တယ်ကျွန်တော်တို့ကမနက်စားစားတော့ပြီးအစင်းသင်းစောင့်နေခြင်းဖြစ်တယ်ကိုသိန်းဝင်းတို့လာကြပြို့အဝေးပြေးကားကမနက်၈နာရီစထွက်မှာယူနီဖောင်းနံပါတ်ဝင်းနေတော့ရတားရောင်ဆောင်ပြီးတနက်တွေကိုဝှက်ယူသွားကြပြို့ အစင်တင်မဲ့ကိုဆရာရေအားလုံး ready ပဲကျွန်တော်တို့အရက်ဝက်ပစုံနဲ့အင်ကြီးကိုဂျာကင်ထက်ဝက်ချော်လမှုတနများကိုဂျိုင်းကိုဆက်လက်သွန်းအိနဲ့ထဲ့ဝက်ပြီးလွဲကောင်းခေါင်းမာတပတ်ပေါင်းပြီးတိုးသားကြီးစက်တိုင်းနဲ့ထွက်ခဲ့ကြပါတယ်ဥတည်မောင်းလွင်စီစဉ်ပေးတဲ့ဖြင့်ကာရှိကောင်းကန်ဒရိုက်ဘာနေရာနီးမှာနှစ်ယောက်ထိုင်ကုန်ရတယ်မနက်ရှင်းနိုင်ခတ်မှာကာကြီးကစပြီးထွက်ပါတယ်လမ်းမှာတည်တုံးချပြီးလူအစုကတားတယ်သူတို့မေးတာက ရဲပါသလားတဲ့ဒရိုက်ဘာကမပါချောင်းပြောတော့အတန်ငယ်မေးမြန်းစစ်ဆေးပြီးတစ်တုံးမြောက်ကိုဖယ်ပေးတယ်ဒါကြောင့်ကျွန်တော်တို့သုံးလေးနေရာစစ်ဆေးခံရပြီးအင်းစိန်ကိုချုံမော့စွာပြန်ရောက်ပါတယ်ဒါဒီကတော့ကျွန်တော်ရဲ့ရေခင်ကာလာတွင် အမှန်တကယ်ဇလံအကျင့်ဖြစ်ပါတယ်ဟုတ်ကဲ့စိတ်ဝင်စားပွဲသဲရရင်ဘုမြမအကျင့်တော်လောကဖီယမန်ဇလံကောင်းလေးကိုမင်းသားကြီး channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနာစင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကို အထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုဉာဏ်ရည်သွေးတဲ့အနေနဲ့ဗီဒီယိုလည်းတစ်ချက်နေပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်ချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားကြီး channel လေးကနေထူးခြားဆန်းခြင်းလိုဝဆန်းခြင်းသဲရည်ရင်ဖို့ဘာသာလောကကံမီရောက် ရေမတံမူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေသမပြရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ